။ဦးဇင်းတင်းတားတိုင်းမိမျိုးကိုတရားဟောဖို့ကြွရောက်တဲ့အချိန်မှာသူကြမှုတရားတွေ့ခဲ့လို့မှတ်တမ်းတင်ဖို့အခုလိုစီစဉ်နေပါတယ်။ဒီမှတ်တမ်းကတော့၁၂နှစ်ရွယ်သေးသွားတဲ့ကလေးမလေးရဲ့အကြောင်းအဲ့ဒါကိုတရားကြည့်ပြီးတော့အသေးတက်သွားတဲ့အတွက်ကိုမှတ်တမ်းတင်ဖို့အတွက်သက်ဆိုင်ရာပုဂ္ဂိုလ်များကိုအခုခေါ်ထားပါတယ်။ဒီဘက်က တခါကြီးကတော့ဘုံမှုကြော်သေးလို့ခေါ်ပါတယ်။သူကမိမျိုးတတ်မတော်စစ်စေးုံကလေးတူဖို့ဆရာဝန်ကြီးဖြစ်ပါတယ်။ဘိုးဘကတော့ပြီးသွားတဲ့မမေသူလင်ရဲ့အမိန်တဲ့ဖေဖြစ်ပါတယ်။ဘိုးဘတော်သူပြောင်းရှိသွားတဲ့ကိစ္စယောဂနဲ့ပြီးသွားတဲ့မမေသူလင်ရဲ့တရားနာပြီးတရားကျင့်ပြီးသိသွားပုံလေးအတွေ့အကြုံကိုမှတ်တမ်းတင်ပြမှာဖြစ်ပါတယ်။ ဒီဘက်ကဘုံမူသေးကျော်နဲ့ဟောဦးလင်းဦးနဲ့ဒေါ်ကျူတို့ကသမီမတ်မေသူလင်းဖြစ်ရတဲ့ယောဂာနဲ့ခံစားပုံနဲ့သိသွားပုံအဲ့ဒါကိုရှင်းပြပေးပါဦးပြောတာတတိယကတော့ဟိုတက်မလို့ဆစ်စီရောကကလေးပါလို့ပြောပါဗျာအကလေးကတော့ဆယ်နှစ်နေရွယ်ကလေးအမျိုးသမီးမိန်းကလေးငယ်ဖြစ်ပြီးတော့ အယိုးကင်ဆာယောဂါကိုပြင်းပြထန်ထန်ခံစားရရတဲ့ဒုဝိဒနာတွေဖြစ်ပါတယ်။အယိုးကင်ဆာယောဂါဆိုတာအမတန်နာကျင်ကန့်ကင်းပြီးတော့ဒီခလေးဟာဒီပြော်လို့ဈေးဟုံရောက်လာတဲ့အချိန်မှာဒီနာလုံးလို့ဒီဝင်းရမောက်ပြီးတော့အမြဲတည်းတစ်ဖန်ဖန်ကြပြီးပေါ်နေရလောက်နာကျင်ကန့်ခဲတဲ့ယောဂါဝိညာဉ်ကိုခံစားနေရပါတယ်။အားကြောင့်ဒီပြော်လို့ဈေးဟုံခလေးကိုကျေဆောင်ပြီးတော့ဆရာဝန်တွေကခလေးခံစားရတဲ့ဝိညာဉ်တွေတက်တောင်းဒီပြော်လို့မှရှိတဲ့ ဒီအကြိုက်ခဲလာခြင်းနဲ့ဟာတွေကိုတက်တာတဲ့ဆေးဝါးတွေနဲ့အဲဒီလန်ပေါင်းစုံနဲ့ဆရာဝန်တွေဝိုင်းပြီးတော့ပူကြီးဆောက်ရှောက်ခဲ့ပါတယ်အဲသူတို့ပူကြီးဆောက်ရှောက်ခဲ့ပြီမဲ့ဒီယိုကင်စာယောဂါအပြင်းထန်တဲ့အတွက်ဒီကလေးရဲ့ခစီယိုးမာကြီးကအာဝရောတွေပါ အထိခိုက်ပျက်စီးပြီးတော့နောက်ဆုံးမှာတကိုယ်လုံးဖောရောင်ပြီးတော့အစာလည်းမဝင်ရေလည်းမဝင်စီးလည်းဝင်လည်းမတော်နိုင်ပဲနဲ့နောက်ဆုံးလက်လွတ်ရမယ့် အခြေအနေကြီးဖြစ်ခဲ့ပါတယ်ဗျာဒီအခြေအနေရောက်တဲ့အခါမှာအဲတပီတော်အနေနဲ့ကလေးဆေးုံရောက်ပြီးမကြပြီမှာပဲအောင်းလန်အဲတဲဟူတိုက်ခွဲအမှတ်30နှစ်အရှင်ဆန်ဒီမှာဓမ္မရိတာမှာဆရာတော်ရဲ့တရားတွေကိုနာပြီးတရားအားထုတ်လို့ရှိရတဲ့အတွက်2013ခုနှစ်ဧပြီလမှာဒီဆေးရတရားစခန်းသွားပြီးဝင်ရောက်ခဲ့ပါတယ်အဲပထမဆုံးဒီချိန်ဖြစ်တဲ့အတွက်တပီတော်တို့ ီအချိန်တိကျမသိတဲ့အတွက်6ရက်ပဲအထုံနိုင်ခဲ့ပါတယ်ခင်ဗျာမဟာပလင်း2နာရီတချိန်ကိုလည်းတရားစခန်းထွက်တဲ့ရက်မှာထိုင်ပြစ်ခဲ့ပါတယ်ခင်ဗျာဟာတပြီတော့အောင်လန်းပြန်လာပြီးဆေးရုံပြောင်းတဲ့အချိန်မှာကလေးရဲ့အချိန်ကတော်တော်ကိုဆူရနေပြီးတော့ပိုက်ထဲမှာလည်းဒီကင်ဆာရည်တွေနဲ့ပြည့်ပြီးတော့အောက်ဆီဂျင်အိုးနဲ့အမြဲတက်ပြီးတော့အသက်ကိုအဲနေလာလာရှူနေရတဲ့အခြေအနေလည်းဖြစ်ပါတယ်ခင်ဗျာ ဆရာဝန်တွေကလည်းဒီကလေးရဲ့နောက်ဆုံးအချိန်မှာမိဘတွေရေခွင်ထဲမှာအိမ်မှာအဲတောင်းတတာဘဝကိုဆွတ်လွတ်ပါစေဆိုတဲ့စိတ်နဲ့ဒီပြီးတော့လို့ဆေးရုံကနေပြီးတော့ပြေးဆင်းခဲ့ပါတယ်။ကလေးကဒီဆေးရုံမှာဆရာဝန်တွေဆရာမတွေကအရင်ကူးဆိုင်တဲ့အတွက်ဆေးရုံအမတမ်းမဟုတ်ခင်မင်းတော်ရပါတယ်ခင်ဗျာဆရာဝန်တွေရောပူတာပြုတ်တွေရောဒါကြောင့်မလို့အဲ့ဒီနေ့မှာဆိုရင်ကလေးကအင်ပြန်းမှာအတွက်သူ့မှာအားကိုးရမရှိတော့သူပြီးတော့အဲမျက်နှာညှိုးငယ်ပြီးတော့တခါလဲ စိတ်အားငယ်နေပါလေခင်အိမ်ကိုနည်းနည်းလေးမှပြန်လို့ရစိတ်မရှိပါဘူးခင်အဲ့ဒီအချိန်မှာတပည့်တော်ကလည်းကလေးကိုကြည့်ပြီးတော့အဲအလွန်ကိုစိတ်မကောင်းဖြစ်မိပါလေခင်ဒီကလေးကိုတပည့်တော်တို့တတ်တဲ့စိတ်ပညာနဲ့ကူညီဖို့ရမဖြစ်နိုင်တော့တဲ့အချိန်မှာတခြားဘယ်လိုနည်းလမ်းနဲ့ပြန်ကူညီလို့ရနိုင်မလဲဖះတာနာတော်ကြီးနဲ့လည်းကြုံတယ်ဒီဖះရဲ့အဆုံးအမတွေကိုလည်းဟုတ်ပြောဆုံးမှာမယ်တန်ဃာတော်နေရရှိရတာနဲ့အဲဒီကလေးကအသက်ကလည်း12နှစ် ပြောရင်နားလည်မဲ့အရွယ်လေးရောက်နေပါပြီအနားမှာဒီလိုပြောဆိုဆုံးမနိုင်မဲ့ဆရာသမားမရှိပင်နဲ့တပည့်တော်ရဲ့ဆရာတော်အဆုံးမကိုခံယူပြီးတည်သည်မတတ်သည်မဟိုဒီကလေးလဲတည်သွားတတ်သွားရင်ကောင်းမယ်ကျေးဇူးတော်နိုင်ရင်ကောင်းမယ်ဆိုပြီးတော့တပည့်တော်ကလေးပြန်တော့မယ်ဆိုတဲ့အချိန်မှာကလေးအနားမှာရက်ပြီးတော့တနာ ਈ ကြော်ကြော်တော့ဟိုကိုဆွေးရင်းမျိုးရင်းအဲတိုင်းသမီးရင်းလေးတို့ မြန်မာလေးလို့သဘောထားပြီးတော့အားတက်တရောတပြိတော့တည်တဲ့တရားသည့်ကိုသူ့အသက်ရွယ်နဲ့လျှော်ညီအောင်တပြိတော့ရှင်းပြခဲ့ပါတယ်ခင်ဗျာအဲ့လိုရှင်းပြရင်းနဲ့ကလေးကနားလဲလာပါတယ်ခင်ဗျာနားလဲလာပြီးတော့သူ့စိတ်ကလောကကြီးမှာမိဘလည်းအားကိုးလို့မရဘူးဖိုးဖားတွေလည်းအားကိုးလို့မရဘူးကိုယ်ပိုင်ဆိုင်တဲ့စီးပွားဥစ္စာတွေလည်းအားကိုးလို့မရဘူးတနေ့ကြီးကြီးငယ်ငယ် လူတိုင်းဟာတည်ခြင်းတရားကိုတနည်းမှာမဖြစ်မနေရင်ဆိုင်ရမယ်ဆိုတော့အသည့်ကိုဒီကလေးကလက်ခံသွားပါတယ်ဗျာ။နောက်ပြီးတော့ဘလူးမအားကိုးလို့များတဲ့အချိန်မှာဒီအားကိုးစရာဖရားရဲ့အဆုံးမမရှိတယ်။ဖရားရဲ့အဆုံးမနဲ့လျော်ညီစွာကျင့်သုံးစောင့်တည်ပြီးတော့တည်သွားတဲ့လူတွေကဖရားရဲ့အဆုံးမနဲ့ကင်းကွာပြီးတည်တဲ့လူတွေနဲ့မတူပုံကြောင်းတပြည့်တော်ရှင်းပြခဲ့ပါတယ်ဗျာ။အဲ့ဒါကြောင့်မလို့နောက်ဆုံးတမီးကတော့အဲဒီမှာအသေးချာနေပြီ။ ဲဘဝကိုစွန့်လွှာတော့မယ်အဲစွန့်လွှာမလို့မဲ့တစ်ချိန်မှာအေးချမ်းချမ်းနဲ့ပြီးတော့အောင်အတီတက်အောင်ဆုံးမတဲ့ဆရာတော်ရှိပါတယ်ဖရားဆိုပြီးတော့တပည့်တော်အရှင်ဖရားရဲ့နာအာပီတရားစီအခွေလေးနဲ့တိုက်တွန်းပြီးတော့ခလေးကိုဒီခွေလေးလူခဲ့ပါတယ်ဖရားခလေးကလည်းအဲအားတွေအလုံးတပည့်တော်ဆောင်ရွက်ပြီးတဲ့အချိန်မှာခလေးကညှိုးငယ်နေတဲ့မျက်နှာအမှန်တွေပြည့်ပြီးတော့အိမ်ပြန်ရမယ်ဆိုတာ ဟိုဝမ်းနဲ့တော့ပဲနဲ့အားမှန်နေပြည်ပြီးတော့တခါတည်းမျက်နှာရွှေရွှေလန်းလန်းနဲ့ချက်ချင်းအတင်ပြောင်းလာတဲ့သူဒီတရားထုတ်ရမှာပဲဆိုတာအမှန်တကယ်သဘောပေါက်တယ်ဆိုတော့မျက်နှာပေါ်ပြနေပါတယ်ဗျာဒါတပည့်တော်နဲ့ဒီကလေးမဆုံးခင်တပည့်တော်နောက်ဆုံးတွေ့လိုက်ရတဲ့အချိန်ဒီပါဗျာဒီကြားထဲမှာတပည့်တော်လှုပ်ရှုပ်တဲ့အတွက်ဒီကလေးနဲ့မဆုံးခဲ့ပါဘူးဗျာတတော်နေတော့ကလေးဆုံးနေဆိုပြီးတော့တရင်ကြပါတယ်ဗျာတရင်ကြတဲ့အတွက်တပည့်တော်ဒီကလေးတရားဓမ္မကို ဆောင်ချင်းသွားနိုင်ရလားတပည့်တော်တို့ဆောင်ရွက်ပေးတဲ့ကိစ္စကဘလောက်များအကျိုးရှိလဲဆိုတာသိကြလို့ကလေးဆုံးပြီးတော့အာသုဘချမနေ၃ရက်မြောက်နေ့လေ၁၂နာရီမှာတပည့်တော်အင်ကိုရအောင်သွားခဲ့ပါလေခင်ဗျာအဲဒီဘိမျိုးရဲ့အစင်ကဒီအာသုဘခန္ဓာတွေမှာဆိုရင်လူသေးပြီဆိုရင်ဒီအလျက်စစ်နဲ့သုံးတဲ့ရေခဲပုံးကြီးနဲ့အဲလုတ်ပြီးတော့ထည့်ထားလိမ့်ရှိပါတယ်ခင်ဗျာအာသုဘချမနေမှာသာလေဒီရေခဲပုံးကြီးကထုတ်ပြီးတော့အဲဆောင်ယူလိမ့်ရှိပါတယ်ခင်ဗျာ အာတပြီတော့တိကျနာနဲ့အိမ်ကိုရောက်သွားပြီးတော့မျက်ရောက်ချင်းရေခဲဘုံကြီးကိုဖြွင့်ပြီးတော့ခလီးရဲ့အသွင်ရုပ်စင်းငါနဲ့ခြေလက်တွေကိုကန်ကြည့်ပါတယ်ခင်ဗျာအရေခဲဘုံကြီးကအထက်မှာအေးဆန်နေပြီးတော့ဒီခလီးရဲ့အသားကြီးကလည်းအေးဆန်နေပါတယ်ခင်ဗျာအဲ့ဒါတပြီတော့တိကျင်စောနဲ့ခလီးရဲ့လက်ကို မကြည့်ရတဲ့ခါမှာဒီလက်အစ်စ်ကြီးကပျော့ပြောင်းပြီးတော့ပျော့ပြောင်းနေလူအရှင်တယောက်ရဲ့လက်လိုနူးငင်းတဲ့ ့ကင်မိတော့တတိထားမိပါလေ။အဲ့ဒါနဲ့ကလေးရဲ့လက်ဒီလက်ချောင်းလေးတွေအစစ်လေးတွေဘလိုများနေလဲဆိုပြီးတော့ဆက်ပြီးတော့အသားရကင်တွေပြီးတော့ချိုးကြည့်တဲ့ခါမှာပြေပြောပြောင်းနဲ့လူတယောက်အိတ်နေတဲ့အတိုင်းပဲဘာမှမကွာချောင်းမရှိပါဘူးခင်ဗျာ။ဟိုအေးနေတာနဲ့အဲ့လိုကျန်တာတော့တကယ်လူရှင်တိုင်းပဲပြောပြောနဲ့အများကနူးညံ့သိမ်းဝင်းနဲ့ဟာကိုတွေ့ရပါလေခင်ဗျပြီးတော့ကလေးရဲ့မျက်နှာကလည်းတပီတော်တို့ဆေးရုံအောင်ဆင်းသွားတဲ့အချိန်တုန်းက တကူလုံးဖောရောင်ပြီးတော့ဒီမရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့ခန္ဓာကိုယ်ကြီးကအသွင်ပြောင်းသွားပြီးတော့အဖောရောင်တွေကျပြီးတော့ကိုယ်ရစ်စ်ပြီးတော့မျက်နှာလည်းကြီးကြီးလင်းလင်းနဲ့အင်းစရီအပြည့်နဲ့ဝင်းဝင်းပပပနဲ့ကလေးရဲ့မျက်နှာကိုလည်းတွေ့ရပါတယ်ခင်ဗျာပြီးတော့ဒီကလေးနဲ့ပတ်သက်တဲ့အတွေ့အကြုံဖြစ်ပါတယ်ခင်ဗျာဒီဖောရောင်နေတာတွေကသေသွားတဲ့အခါတာမန်သေတဲ့လူတယောက်ကဖောရောင်ပြီးသေရင်ဘယ်လိုအခြေအနေရှိတတ်လဲအဲဖောရောင်ပြီးသေရင် သူဖောရမကြီးကတော့ဆက်ရှိနေပြီးတော့ပုတ်ပွားမယ်ဖြစ်စင်တော့သူကလည်းသူဖြစ်ရဖြစ်ပြပါမယ်ခင်ဗျာအခုတော့ဖောရောင်ပြီးတော့သေပြီနဲ့ကျွန်တော်တော့ပုတ်ပွားတာလည်းမရှိဘူးတမပါပြီပြီးတော့ဖောရောင်နဲ့ကြာသွားတော့ဒီဖောရောင်နဲ့အရင်ထီထွက်တာလည်းမရှိဘူးမရှိပါဘူးခင်ဗျာမရှိဘူးဒါကတော့တခါတူစေးပညာရတွေ့ဘူးလားတာမျိုးအဲတမအားဖြင့်တော့တွေ့ဘူးပါဘူးခင်ဗျာဒီကလေးမှာပဲအဲ့လိုတွေ့ဘူးပါတယ်ခင်ဗျာဟုတ်ပြီအဲတခါကြီးကတော့ ေသွားတဲ့ကလေးမရဲ့အဖေပေါ့နာအာဘိတရားစီဆိုပြီးဦးစင်တပြားထုတ်လာတယ်ပြန်အဲ့တပြားနဲ့ဒီကလေးကိုဖွင့်ပြီးတော့အဲ့တပြားမှာကဒီကနေ့ပုံပုံလေးကိုအားပေးပြီးတော့သင်ဘယ်လိုသိရမလဲဆိုပြီးတော့ရှုခွက်တွေပေးထားတာပြန်အဲ့လိုရှုခွက်တွေနာပြီးတော့အိမ်မှာနေသလားဒီကလေးကအိမ်မှာပြန်ဟုတ်ပြီအဲ့တော့ကလေးဆေးဝါပြန်လာတော့အိမ်ရောက်တဲ့အခြေအနေနဲ့သေတဲ့အခြေအနေကိုတခါကြီးအတွေ့အကြုံရရှောက်ပါဦးပြန်သမီးလေးဟို ုံးချထေးကငါရစီမဟုတ်ပြီသမီးတို့ငါလည်းပဲပြီအမေလာမတင်းရောခလာပိုင်းမှာပြဆင်းခလာပိုင်းနဲ့ဆက်တဲ့ပြဆင်းတော့အဲရောက်ပြီတော့ဘုံချထေးရဲ့ဆက်တော့ပြည့်တဲ့အောင်လာဆက်တော့ရဲ့တရားဒီခွေးသူကနာချင်းနေဆိုပြီးတော့အိမ်မှာသူကပြီပြီပဲအမေနဲ့သူကကတိမမဆိုင်နေတယ်ပဲပပိထားတာဒီချိန်မှန်းသူအောက်ဆီဂျင်ရတယ်ပဲအမြင်ရှုနေတယ် လက်ဝတ်လုံးမျိုးတည်ဆုပ်တဲ့အချိန်ဒီဆိုရင်ကျွန်တော်တို့ဆက်တော့ရှိနေတယ်။ဒါတော့ဒီချိန်မှာကျွန်တော်နိုင်နိုင်နဲ့ဒီလိုလိုဒီဘတ်ပါလေပဲအမြဲတမ်းတော့မှာဖျက်ပြအကြောက်ပဲသူတော့ပဲဒီကပြောနေမှာပြ။ခောက်နေစကားပဲအမြဲတမ်းပြောနေတယ်ပေါ့။တည်ဆုပ်တဲ့အချိန်ဒီမှာအသိခင်မှာတော့ရအောင်လို့မှာဖွင့်အောင်နေတဲ့ခါလေးအလိုလိုကြောက်ပေါ်ပါလေပြ။ကြောက်ရတော့တမန်လူကောင်းလို့ပဲ။ ဖြစ်တော့မြင်နိုင်လေခနာပြုတ်လို့ပေါ့ကြည်နေပြီးတော့အဲ့လိုနေလေပြီးတော့ဘုန်းကြီးပေါ့တဲ့နေရာမှာလည်းပဲအမဲသွားလို့မရှိဘူးအမအဖော်ပဲလူကောက်လို့ပဲဟုတ်ကဲ့ဒါပေမဲ့ဆော့ဆော့နေမှာတော့တော်တော်နဲ့တော့ပြတ်အရင်တော့ခိုင်းတော့စားတယ်ဒါပေမဲ့သူအယူအမြင်နဲ့အဖေမိနေဘူးဖျက်ပြအကြောက်တယ်သူအနောက်မှာပြုတ်ပြီးပေါ့ဒီဆရာတော်ရဲ့ပြီးခွေးလည်းပဲနေရောညာရောသူပြုတ်ပြီးထားတော့သူသူတည်တဲ့အချိန်ကြီး ်ညီပပနဲ့တွေ့ရအရင်ပထမဒီလိုမနာခင်တော့ငါတရားဆေးရုံဆေးရုံတင်တဲ့အချိန်မှဆိုရင်ဝိဒနာတော့ခံစားရတော့တော်တော်လေးယူပြီးဆက်ပြီးညီမခောက်တော့ခံစားရတယ်ဟုတ်ဘုံချိုထေးရဲ့ဆင်းတဲ့နေမှာဒီဆရာတော်ရဲ့ပိတ်ခွေနိုင်ပါတော့ကောက်ပါတယ်ပြောတဲ့အချိန်မှာအချိန်လေးစားပြီးတော့သူကညင်တော်တော့ ဒီကြောင့်မာဒီမသိခင်တုံးရေလောက်လုံမာတခါတည်းမဖြစ်ဘူးလေဒီအောက်ဆီဂျင်ရှူရင်းနေအောက်ဆီဂျင်ကျော်ပြီးတော့အိမ်မှာအပူတို့အမြတ်အရင်ထွက်သူကတလို့ဆိုရင်နာရီ30 30နာရီ60နာရီအရှော့တက်လုံးရတော့သူကအရင်အပူတို့ခရတဲ့အချိန်မှာတလို့ကုတ်တော့ည7နာရီလောက်မှာနောက်တော့လက်မဆူတော့ဟာလက်တဲ့အချိန်မှာသူကဘယ်လိုပြောလဲဆိုတော့အောက်ဆီဂျင်ဟိုကတခါတည်းမဖြစ်ဘူးထား အလိုရှိနေဟောဘယ်လိုပါအပြင်းလေးရှိနေပြအောက်ဆီဂျင်အိုးရအဲ့တော့ရှူနေဆုံးရေအိုးကြီးကတတ်တတ်ရှူနေတာအပြင်းဘာနာခဲမှာလဲအလိုလိုထွက်နေတယ်။ဟောအောက်ဆီဂျင်ပိုက်ဟောပြပြတန်းတူတောင်းနေချင်။အပြင်းလေးရှူ။ဟောကောပယ်လို့ရှိရင်လေးရှူပြ။ဟော။လေးရဒီပိုက်ထဲမှာဝင်မှအပြင်းပြင်းရှူနေ။ညဆက်တယ်လောက်။အဲ့တော့ဒီမှာအောက်ဆီဂျင်ပြတော့ပြီ။တခါတည်းဆိုရင်ပြအောက်ဆီဂျင်တရုတ်တရုတ်လဲတဲ့ဟာ။ တမီလေးလောက်ဝတ်ချောင်တယ်သူကမခံနိုင်ဘူးသူအရင်ကျက်အဲ့လိုလုံးဝချင်းမတပြီးတော့ဟိုငါတည်းကဆေးကိုလည်းပဲတော့ချင်းမအောက်ဆီဂျင်စနစ်မရှိဘူးအချက်ပုံကတော့ညောတော့စိတ်ခံပါလေပဲအဆင်ပြေအဆင်ပြေတော့တပြီးတော့လက်ချောင်းလိုက်ပြန်လာချင်းမလမ်းတော့တပြီးတော့တခါတည်းတမီနေတော့ခံမနိုင်တယ်တပြီးတော့အခုတော့ပေးလိုက်မယ်ဆိုအဲ့လိုမြင်သွားတယ်ဒီချက်တနေတော့တနေဝတ်ချောင်းအောက်ဆီဂျင်ပြတ်သွားတယ် အဲ့တော့တပီးတို့လူရဲ့ရက်ခွေထဲမှာရေဘုံရက်ခွေထဲမှာဟို SMO ဝဒီပန်းမှန်ကျုပ်ကတည်းတယောက်ရှိနေတယ်အောက်ဆီဂျင်အမြဲရှူနေတာခုရင်းစုံနေတာအဲ့ဒီအဖွားကြီးအိမ်သွားတော့အောက်ဆီဂျင်အပေါ်ရှိတော့ဒီတလုံးဒီလိုအိမ်ယူလာတာဒီအောက်ဆီဂျင်ဘလောက်တနေဝန်းကျင်တော့မိနစ်50 90မိနစ်တော့ပြတ်ဖို့အချိန်ပေါ့ပြန်ရှိလိုက်တော့သူဒီရောက်တဲ့အချိန်မှကြီးမသိဘူးပြဒီတော့ရင်းမြောင်းပါသူကဆုတ်သွားဆုတ်တဲ့အချိန်မှလည်းပဲ တစ်ခါတည်းဆိုရင်တပြောက်ဒီအောက်ဆီဂျင်ပြီးတော့အောင်မရှိလို့ရှိရင်သူကရုပ်ကြီးဆက်ခဲ့ဖြစ်တယ်ဘုန်းဒီပြောက်နေတာဘယ်မှာညင်းပေါ်ဆောင်နေပဲပင်းပင်းနေပဲဒိတ်အကုတ်ပြလိုက်တင်းနဲ့တဆန်ရောက်ပါတော့ဒါပေမဲ့မထူးညင်းပေါ်ဆောင်မှသူကဖေးဒီနေ့ချီရောဒီလိုလိုမခေါ်ရတယ်လို့ပြပြလေးပဲဖက်ခေါ်တယ်ဒီလိုတီနောဆိုတာဘယ်လိုပြောတော့ဒီလိုညင်းဆက်ခဲ့ဖြစ်တယ်ရှိနေအခုလိုညင်းသွားသွားရဲ့ တတော့တတော့သူမဟိုဒီ play sign နဲ့အဲ့ဒီရသွားလို့လစ်ချန်ကဒီဂလီလောက်ပဲစောက်ရတယ်အနောက်မှာပြီးတော့လို့ဘိတ်ခေါ်ဆိုရင်ကုတ်ပေါက်ပြန်ကုတ်ပေါက်တော့လေအကိုရတောင်ဖြစ်တော့လို့ကင်းရင်ဆင်းအမြင်အန်ဒီဆောင်ဝင်ပြီးတော့တက်ဆေးပဲထပ်ပြီးနေအဲ့တော့ဒီတည်တဲ့အချိန်မှာသူ့ကိုသူ့အမေကကျုပ်ငုံနေစမ်းတဲ့အချိန်မှာတောက်ရင်ပြီးတော့ပဲတော့တောက်ရင်ပြေးပြစမ်းတဲ့အချိန်မှာ အဲ့ဒီတင်းရလောက်အောင်ဖြောင်းပေါ်မှာအပိုက်ပေါ်မှာမစိုးချောက်သလိုဖြစ်နေတယ်အဲ့တော့ဘုံမောလည်းဟိုအီဘုတ်ခဲနေတော့တဖြစ်တလဘုံပြောင်းတဲ့ချိန်မှာဟိုမြင်းလုံးတွေဖွဲ့ကြည့်တယ်တမ်းမီနဲ့ထိုးကြည့်တယ်ပြီးလေးချီခလုံးမကြွေးလေးကြိုက်အောင်ပတ်စစ်ဖြင်းနေစတယ်တပီလို့ရတမီလေးကကောက်နေနေတော့ကြောက်ဖို့ကြောက်ဘုံမောလည်းပြောတယ်ဦးနေအတွေ့အကြုံကအဓိကတော့၁၂နှစ်အရွယ်ခလေးလေးဆိုပြီးမဲ့တရားလမ်းကြောင်းအမှန်ရှုွက်အမှန်နဲ့ ချုပ်သွားရတယ်ဆိုရင်အချိန်အများကြီးမဟုတ်တော့မှအချိန်လုံးလုံးတောင်းတောင်းနဲ့နော်မြတ်စွာဘုရားရဲ့အလိုတော်ရတည်ခြင်းကောင်းပါဘုရားနော်တည်တော့လည်းတည်ခြင်းကောင်းတဲ့ဗျာတည်ခြင်းကောင်းတယ်အကယ်၍သာဒီတရားမနာခဲ့ရဘူးဆိုရင်ဒီကလေးလေးကတည်ခြင်းမနာဘူးတင်ပါဗျာအခုကအသက်ငယ်တဲ့ကလေးဆိုရင်လည်းနားလို့မိတ်ဆွေကောင်းတရားကောင်းနဲ့တွေ့ကြတာကြောင့်ကလေးလေးဟာ ပင်မစည်းမှုမရှိဘဲနဲ့ချမ်းချမ်းသာသာနဲ့ဒီသွားမြတ်တဲ့သာသနာ့မူကြီးရပါတယ်ဗျာနော်အားလုံးနဲ့တာလို့ခေါ်ကြပါသာ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 